ဒီနေ့မှာတော့ချက်ပါချက်ရတဲ့တငယ်ကြီးတွေအတွက်ကျွန်တော်ဒီနေ့ချက်ပေါင်ချိုချက်လေးကျွန်တော်လာပြီးတော့ချက်ပြတော့မှာဖြစ်ပါတယ်။အနက်ပူးပူးလေးနဲ့အရင်ကိုစားလို့လည်းကောင်းပါနဲ့နော်။အမြင့်ခမြများလေးနဲ့ပါနော်။ဒီမှာချက်ပါကျတော့ကျွန်တော်ဒီမှာချက်ပေါင်ဓာတ်လေးပဲကျွန်တော်ဒီမှာသုံးထားပါတယ်နော်။အနေနဲ့လေးပါပဲနော်။ဒီနေ့မှာကျွန်တော်ဒီမှာအရသာမိုးလေးကျွန်တော်မှာအနေနဲ့ထည့်ပါမယ်။ စားလေးဒီညမှာအနေနဲ့ထည့်ပါမယ်။စားထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကဆနေမောက်ပါနော်ဆနေမောက်ပါဒီမှာထည့်ပါမယ်။ဆနေမောက်တွေကတော့အနေနဲ့ထည့်ပါနော်။ပြီးရင်အားလုံးကိုဒီညမှာရောသမားနေပေးလိုက်ပါနော်။ခဏနာလေးရောနေပြီးတော့ဒီညမှာနိုင်ရောတော့နှက်ထားပေးပါနော်။စားပြီးတော့ကျွန်တော်တို့ဒီမှာချက်ဖို့အတွက်စီထည့်ပါမယ်။စီလေးတွေဒီညမှာပူလာပြီးဆိုလို့ရှိရင်ချက်သားလေးတွေကိုဒီညမှာကြော်ထားပေးလိုက်ပါ။ချက်သားကြော်တဲ့နေရာမှာမိခက်အေးလေးနဲ့ပဲဒီနေရာမှာကြော်ပြပါမော။အဲ့ဒါမှာချက်သားတဲ့အသားလေးတွေကလုံးဝကျွတ်သွားမှာဖြစ်ပါတယ်။ ဒီနေရာမှာနည်းနည်းလေးတက်တာလေးတွေကိုခက်ချွတ်လေးဖြစ်တဲ့အနေအထားဒီကောဒီနေရာမှာဆော်ထားပေးလိုက်ပါဒီကျွန်တော်ဒီမှာတက်သွန်ကြီးသလုံးထဲပါမယ်အနည်းမများစားချင်တော့နှလုံးလောက်ထည့်ပေးပါတော့တက်သွန်ကြီးလေးဒီနေရာမှာလီးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဂျင်းထည့်ပါမယ်ဂျင်းလည်းဒီနေရာမှာအနည်းငယ်လီးပါမယ်ဂျင်းလေးလီးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာတက်သွန်ဖြူလေးကျွန်တော်ဒီမှာလီးပါမယ်နော်တက်သွန်ဖြူကတော့တစ်လုံးမှာတော့ဂျင်းကတော့အနည်းငယ်လေးပါတက်သွန်ကြီးရလဲကျွန်တော်ဒီမှာသလုံးထည့်ပါတယ်နော်အားလုံးဒီနေရာမှာလီးပြီးသွားပြီဆိုလို့ရှိရင်ခရမ်းကြီးလီးပါခရမ်းကြီးလီးကြတော့ အလုံးခက်ကြီးလေးပေါ့နော်၃လုံးကျွန်တော်ဒီညမှာတုံးထားပါမယ်အဲ့ဒါမှာအနှစ်ခက်မြင်များလေးရမှာဖြစ်တဲ့အတွက်ကြောင့်ပါနော်ကြက်သားလေးတွေကြတော့ကိုယ့်ဘက်ဒီဘက်ကိုပေါ့နော်လှန်တာပေးလိုက်ပါနှစ်ဖက်စလုံးနည်းနည်းလေးကျွတ်ကျွတ်လေးရတဲ့အနေထားဒီညမှာကြော်တာပေးလိုက်ပါနော်ပြီးရင်ကျွန်တော်ဒီမှာချင်းရဲ့ချက်သွန်လီဖြူရဲ့ကိုဒီမှာထောင်းပါမယ်ကျွန်တော်ကငရုတ်တီအယောင်တင်ဖို့ပုံဝါတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာငရုတ်တီလေးနဲ့ပဲလာပြီးတော့ထောင်းလိုက်ပါတယ်ဒီနေရာမှာချက်သားလေးတွေပေါ့နော်နှစ်ဖက်စလုံးနီးနီးရဲရဲလေးရလာပြီဆိုလို့ရှိရင်သူ့ဒီနေရာမှာစီလေးတွေစစ်တာပြလိုက်ပါနော် စီလေးလေးဆက်တာပြီးပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့စပြီးတော့အစော်ကကျွန်တော်တို့ထောင်တာတဲ့ငရုတ်တီချက်တုံလေးကိုဒီမှာစီတက်ပါမယ်စီတက်တဲ့နေရာမှာအချိန်ခက်ကြကြလေးပေါ့နော်ဒီနေရာမှာစီတက်ပြီးလိုက်ပါအဲ့ဒါမှာကိုရင်ဟင်းလေးကလောဟစားလို့ကောင်းမှာဖြစ်ပါတယ်နော်ပြီးကြော်ဒီမှာအရသာမှာတစ်ခါလေးထည့်ပါမယ်နော်စားလေးဒီနေရာမှာအနေငယ်ထည့်ပါမယ်ပြီးရင်အချိုမိုးလေးဒီနေရာမှာအနေငယ်ထည့်ပါမယ်ထည့်ပြီးပြီဆိုလို့ရှိရင်မဆလာလေးမှာဒီနေရာမှာအနေငယ်ထည့်ပါမယ်ပြီးရင်အချက်လေးပဲကျွန်တော်ဒီမှာအားလုံးကိုချုပ်ပေးလိုက်ပါနော် ရလာပြီးနေရအလန်းကျွန်တော်တို့ဒီမှာချုပ်ပြီးသွားပြီးဆိုလို့ရှိရင်ခရမ်းချီတီးလေးတွေကျွန်တော်ဒီမှာထည့်ပါမယ်ခရမ်းချီတီးလေးတွေအားလုံးလူးသွားတဲ့အထိပေါ်တော့ဒီနေရာမှာရေလုံးဝမထည့်ပဲနဲ့စီလေးနဲ့ပဲအားလုံးကိုထိုးပြီးတော့ချိန်ပြီးလိုက်ပါတော့အဲ့ဒါမှအနည်းခမင်များလေးနဲ့ရမှာဖြစ်ပါတယ်နော်ခရမ်းချီတီးလေးတွေဒီမှာချိန်သွားပြီးဆိုလို့ရှိရင်အစောကျွန်တော်တို့ကြော်ထားတဲ့ဒီချက်သားလေးတွေကိုဒီမှာထည့်ပြီးလိုက်ပါ မိမိပြီးဆိုရင်ကြက်တာလေးတွေပေါ့နော်အားလုံးဒီမှာနေရမယ်ညိုးပြီးတော့ကြော်ပေးလိုက်ပါကြက်တာအစာဝတ်တာတုံးမယ်ဆိုလို့ရှိရင်ဒီကနေလမ်းလေးနဲ့ပဲအိမ်မှာအလွယ်တကူကြက်တာကြီးကြီးနော်လုံးဝထမင်းမိတ်စီမှာအမှန်ပါပဲနော်အားလုံးဒီညမှာကြက်တာလေးတွေဒီမှာအားလုံးကြော်ပြီးသွားပြီးဆိုလို့ရှိရင်ကြော်ဒီမှာရေးထည့်ပါမယ်ရေးရတော့ဒီညမှာရေးခက်မများလေးဒီညမှာထည့်ပေးပါနော်ပြီးရင်ရေးလေးခန်းသွားတဲ့အထိပေါ့နော်ဒီညမှာချက်တာပေးလိုက်ပါရေးလေးဒီအနေငယ်ခန်းလာပြီးဆိုလို့ရှိရင်ကြော်ဒီမှာနနပင်ညက်ထည့်ပါမယ်နနပင်ချိုက်နနပင်ထည့်ပါနော်မချိုက်လို့ရှိရင်ရှာနနထည့်မယ်ဆိုလို့ရှိရင်လည်း ဖဲလို့ရပါတယ်ဒါကတော့ကိုအဆင်ပြေသလိုပါနော်ကြိုက်တယ်လို့ကျွန်တော်ထင်ပါတယ်လိုက်ပြီးတော့ချက်စာကြည့်ကြပါဦးနော်